ားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်9ရက်နေ့ဆယ်လပိုင်း2025ကနေကျွန်တော်14ရက်ဆယ်လပိုင်း2025တပတ်တာတနင်္ဂနွေသားသမီးတွေရဲ့ကန့်အစိုးကောင်းတွေကိုကျွန်တော်တရော့နဲ့ဟောကြားပေးသွားမယ့်အစီအစဉ်လေးဖြစ်ပါတယ်အဲ့တော့အခုဗီဒီယိုဝင်ကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာတနင်္ဂနွေသားသမီးတွေပါတယ်ဆိုလို့ရှိရင် နောက်တစ်ခုကဘေးဒင်းအပေါ်မှာယုံကြည်မှုအတိုင်းအတာတစ်ခုရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုစောင်းနေတဲ့ကြည့်ရှုပြီးတော့ကိုယ့်ရဲ့တနေ့တာကိုယ့်ရဲ့တပတ်တာတုံတွေ့လာမယ်ကံစိုးကောင်းကိုစင်ကျင်တုံးတက်နိုင်အောင်ဟောကြားပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့အဘမင်းငိုင်းတွေပဲဆက်ဆောင်းတော့ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဘေးဒင်းရတရားနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကို share လုပ်ပေးခြင်း ကျွန်တော်ကောက်ကို follow လုပ်ပေးတာချင်းအားဖြင့်နေ့စဉ်နဲ့မျှကျွန်တော်တင်ဆက်ပေးနေတဲ့ပေတွေနဲ့ပတ်သက်တဲ့အကြောင်းအရာလို့သိရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်စတင်ပြီးတော့တနင်္ဂနွေသားသမီးတွေရဲ့ကံအဆိုးကောင်းလေးကိုဟောကြားလိုက်အောင်။ပုံမှန်ဆုံးအနေနဲ့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်တဲ့ဟောကိန်းဖြစ်ပါတယ်။ ဒီတစ်ပတ်တာမှာတရင်းငွေသားသမီးတွေစီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြန်လည်ပြီးတော့အဆင်ပြေခြင်းပြန်လည်ပြီးတော့အောင်မြင်ခြင်းပြန်လည်ပြီးတော့ရောင်းဝါးကောင်းခြင်းဆိုတဲ့အရာတွေဖြစ်ပေါ်နေပါတယ်။ဒါကြောင့်မလို့ကိုမိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့တရင်းငွေသားသမီးတွေကကောင်းမွန်နေတဲ့ကံထောက်ပံ့ကောင်းနေရရှိနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်လို့လုံငတ်ဖြစ်ချိတ်ဆက်မှုအားကောင်းလာမယ်။ပေါင်းနေဆက်ဆက်ရေးတွေအားကောင်းလာမယ်။အဲပြီးွားတဲ့ခါကျရင်မိတ်ဆွေအစ်တစ်တွေတိုးပွားလာမယ်ဆိုတဲ့ အပိုင်းခြားမျိုးမြင်တွေ့နေရပါတယ်။ဒါကြောင့်မလို့လက်ရှိမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေခက်ခဲနေမယ်အဆင်မပြေဖြစ်နေမယ်ဆိုလို့ရှိရင်လာမယ့်တစ်ပတ်တောင်မှာအခုခက်ခဲမှုအခုအဆင်မပြေမှုတွေကနေစင်ကြော်လွားနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုကိုရောက်ရှိလာပါလိမ့်မယ်။နောက်တစ်ခုကတော့တွေ့ကြုံလာမယ့်ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ငွေကြေးကိစ္စတွေမှာအားကောင်းနေတဲ့အခြေအနေအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးခြင်းပဲလေ။တပတ်တာအတွက်ကတော့ငွေကြီးကိစ္စတွေကတော့အကောင့်နဲ့တို့တော့ ိုယူထားတဲ့အကျွေးတွေကိုပေးစရာရှိတဲ့ပတ်စံတွေပြန်ဆက်ရမယ့်အချိန်ဒီပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်အကျွေးရှင်တွေကနဘူးနစာလောက်တာမျိုးဝယ်ထားတဲ့ပစ္စည်းတွေအရေးကြဝယ်ထားတဲ့အားနဲ့ဆင်တောင်းတာမျိုးစသဖြင့်ပေါ့နော်ဒီလိုကိုပေးစရာရှိတဲ့ငွေကြေးတချို့တွေကနေအဆင့်ကိုပေါ်ပူပင်ပြီးတော့ငွေကြေးတောင်းခံတာမျိုးတွေတွေ့ကြုံလာတတ်တယ်ဒါကြောင့်လို့ဝင်လာတဲ့ငွေကြေးတွေဟာသူတို့ကိုပေးဆက်တာမျိုးတွေဒီလိုကာလမျိုးမှာကြုံတွေ့လာတတ်တယ်အဲ့တော့အကျွေးမီမရှိနေတဲ့လူတို့ကတော့ဒီလိုကာလမျိုးမှာငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းတယ်လို့ ခေါ်ကြပေးချင်ပါတယ်။နောက်တစ်ခုကတော့ကို့မှာငွေရှိလာတဲ့ခါမှာအိမ်ဝယ်တာ၊ခြံဝယ်တာ၊ကားဝယ်တာ၊ဆိုင်ကယ်ဝယ်တာစသဖြင့်ပေါ့ဗျာ။ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးဝယ်မယ်ဆိုလို့ရှိရင်နည်းနည်းလေးသတိထားပါဒီကာလတွေမှာလွယ်လွယ်မှားမှားတွေဖြစ်ပေါ်တတ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေရဲ့ကျမကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကျမရေးရအကောင်းနေပါလေတင်းကုန်ရီသားသမီးတက်ကြီးရွယ်အိုအိမ်မှာရှိရဆိုရင်တော့အနေငယ်နေတိုင်းမကောင်းဖြစ်တာမျိုးလူကြီးယောဂဖြစ်တာမျိုးတွေကလွင့ ကျန်တဲ့တနင်္ဂနွေသားသမီးတွေအတွက်ကတော့ကျမ်းမာရေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့အားကောင်းနေတဲ့အချိန်ကြီးပိုင်းခြားတကူလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကတော့ကြုံတွေ့လာမယ့်တနင်္ဂနွေသားသမီးတွေရဲ့တပတ်တာအခြေအကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။အခြေအကိစ္စမှာကကိုယ့်ဘက်ကဘလောက်ပဲပြေးပြေးဟိုဘက်ကမရောက်ဘူးဆိုတဲ့အချိန်ကြီးပိုင်းခြားတကူပေါ့။ဒီအချိန်မှာပြဿနာဖြစ်မယ်ဆိုဘလောက်ပဲရှင်းပြရှင်းပြပြဿနာပြီးစီးသွားမှာမဟုတ်ဘူး။ပုံမှန်ပြီးတော့ရှုပ်ထွေးလာနိုင်တဲ့အချိန်ကြီးအပိုင်းခြားတကူပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ကိုယ်အနေနဲ့ပြေလည်ခြင်းနဲ့စိတ်အဆင်ပြေခြင်းနဲ့စိတ်နဲ့အခြေအေးကိစ္စတွေမှာဖြည့်ရှင်းဖြည့်ရှင်းရနေစစ်ပုံမှုပြီးတော့ရှုပ်ထွေးတဲ့အနေအထားတစ်ခုကိုရောက်ရှိသွားနိုင်ပါတယ်။ဒါကြောင့်မလို့ဒီလိုအချိန်ဒီပိုင်းခြားမျိုးမှာအခြေအေးကိစ္စမှာရှင်းနေရှုပ်နေဖြစ်တတ်ပါတယ်။တကယ်လို့ပြဿနာများဖြစ်ခဲ့တယ်ဆိုရင်အချိန်ယူပြီးတော့အေးအေးဆေးဆေးဖြည့်ရှင်းမယ်ဆိုရင်ပုံမှုပြီးတော့ကောင်းမှုပါလိမ့်မယ်။ဒါတစ်ချက်ပါနော်။နောက်တစ်ချက်ကအခြေအေးကိစ္စတွေမှာကိုယ့်ရဲ့ချစ်သူခြေလမ်းပြတ်တာတွေကိုယ့်ရဲ့ချစ်သူပေါ်တန်တရားဝင်တာတွေစသဖြင့်ဒီလို အပိုင်းကဏ္ဍလေးကြီးကြုံတွေ့လာရတတ်ပါတယ်။နောက်တစ်ခုကတော့ကြုံတွေ့လာမယ့်အိမ်တော်ကြီးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။တင်းငွေသားသမီးတွေဒီကာလမှာအိမ်တော်ကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းတွေအထောက်ပံ့ကောင်းတွေအိမ်တော်ဘက်သားသမီးတွေကြောင့်ပျော်ရွှင်မှုဝမ်းသာမှုရရှိနေတဲ့အချိန်ဒီပိုင်းကြတစ်ခုဖြစ်ပါတယ်။တို့ကြောင့်တင်းငွေသားသမီးတွေဒီလိုကာလမျိုးမှာအိမ်တော်ကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးအထောက်ပံ့ကောင်းတွေရရှိလာနိုင်ပါတယ်။နောက်တစ်ခုကတော့တွေ့ကြုံလာမယ့်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။လုံးပေါ်ကင်ဘက်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အဆင်မပြေဖြစ်တာမျိုးတွေပျော်ရွှင်မှုကင်းမဲ့နေတာမျိုးတွေလုပ်ငန်းကိစ္စမှာလောက်တာလုပ်နေတာကိုယ့်အနေနဲ့ပျော်ရွှင်မှုအားနည်းနေတယ်ဆိုတဲ့အပိုင်းခြားမျိုးဖော်ပြနေပါတယ်။ဒါကြောင့်မို့နေ့စဉ်နဲ့အမျှထီးထွေးဆက်ဆက်နေရတဲ့လောက်ပေါ်ကင်ဘက်တွေနဲ့ကိုယ်နဲ့ကြားထဲမှာစကားပြောတာပဲဖြစ်ဖြစ်အလုံးလောက်တာပဲဖြစ်ဖြစ် အပေးယူလောက်တာပဲဖြစ်ဖြစ်ဒီလိုကိစ္စတွေမှာကိုယ့်အနေနဲ့စိတ်မကျေနပ်စရာတွေစိတ်ဒေါသထွက်စရာတွေဖြစ်ပေါ်လာတတ်ပါတယ် ောက်တစ်ခုလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးကိုယ့်ကိုကြောတာတွေကိုယ့်မဟုတ်မှန်ဖြစ်လို့တာတွေလုပ်ငန်းခွင်မှာတွေ့ကြုံလာတတ်ပါတယ်ဥပမာကိုယ်လုပ်ထားတဲ့ကိစ္စတစ်ခုသူကနာမည်ကောင်းဝင်ယူတာမျိုးပေါ့နော်ဒီလိုကိစ္စမျိုးဥပမာပြောတာပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီတပတ်တာမှာတွေ့ကြုံလာမယ့်နောက်ဆုံးသတင်းတွေသားသမီးတွေရဲ့အကန့်အချုပ်ဖြစ်ပါတယ်ဒီနေ့ဒီတပတ်အပိုင်းခြားမှာဒိုင်နင်းရီသားသမီးတွေရဲ့ကံနေရ ဘယ်လိုပြောရမလဲဆိုတော့ကိုယ့်ရဲ့လှုပ်ဆောင်စရာရှိတဲ့ကိစ္စတွေမှာတည်တည်ကြာကြာလှုပ်ဆောင်မှာမြင့်တိအလုံးမှာမစိုးပေါ့နော်ကိုယ့်တက်ကန်ထောက်ပံ့ကောင်းနေရရှိနေတဲ့ချိန်ဒီပိုင်းခြားတစ်ခုဖြစ်တယ်စိတ်ညစ်တာတွေစိတ်ရှုပ်တာတွေစိတ်အဆင်မပြေတာတွေမတွေးဘဲနဲ့လှုပ်စရာရှိတာတွေကိုတည်တည်ကြာကြာလှုပ်ဆောင်မယ်ဆိုရင်ကန်ထောက်ပံ့ကောင်းများစွာရရှိလာနိုင်တဲ့ချိန်ဒီပိုင်းခြားလို့သုံးသပ်ရင်လည်းကျွန်တော်ရဲ့တင်းငွေတွေတာသမီးတွေရဲ့ဟောကြားမှုစီစဉ်ဒီမှာပဲ ရနာခွင့်ပြုပါအားလုံးပဲကိုကြီးကျမ်းမှာစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးဟာကျွန်တော်တို့တနင်္လာသားသမီးတွေအတွက်တွေ့ကြုံလာမဲ့တပတ်တာကိုကျွန်တော် carrot နဲ့သုံးသပ်ပြီးတော့ဟောကြားပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အခုဝင်ကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေမှာတနင်္လာသားသမီးလည်းဖြစ်တယ်ကိုယ်အနေနဲ့ဘေးရင်ရေရိုင်နဲ့ပတ်သက်ပြီးယုံကြည်မှုအတိုင်းအတာတခုရှိတယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးနေတိကြည့်ရှုပြီးတော့ကြုံတွေ့လာမယ့်တပတ်တာမှာကိုယ့်ရဲ့ကံအဆိုးကောင်းတွေကိုချင့်ချိန်သုံးသပ် ပြီးတော့စေချင်နိုင်အောင်ဒီဗီဒီယိုလေးကိုကျွန်တော်ရိုက်ကူးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့အဘမင်းနေကြီးတပည့်ဆရာဇော်ရင်တော့ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဗီဒီယိုရဲ့တရားရင်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိရဆိုရင်ကျွန်တော်ဗီဒီယိုကို share လုပ်ပေးခြင်းအပြင်ဒုံမဟုတ်ကျွန်တော်ရဲ့အကောင့်ကို follow လုပ်ပေးထားခြင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ် အဲ့တော့စတင်ပြီးတော့ကျွန်တော်တနင်္လာသာသမီတွေတွေ့ကြုံလာမယ်ကံအစိုးကောင်းလေးကိုတုံ့တက်လိုက်အောင်နံပါတ်1အနေနဲ့ဒီကာလမှာတနင်္လာသာသမီတွေကဘာပဲလုပ်လို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတတ်ပါတယ်လုပ်ငန်းလှုပ်ဆောင်မှုကြံရွယ်လိုက်တိုင်းကြံရွယ်လိုက်တိုင်းတကယ်လှုပ်ဆောင်တဲ့စီမရောက်ဘဲနဲ့ကိုယ့်ရဲ့စိတ်ကူးပါတွေပြတ်ပြတ်သွားတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ် အခုလက်ရှိရှိနေတဲ့စီးပွားရေးကိစ္စတွေလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရင်မောတာမျိုးတွေတွေးတောရတာမျိုးတွေကြုံတွေ့လာတတ်ပါတယ်ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာရင်းနှီးမြှုပ်နှံမှုမှားတာတွေကြုံတွေ့လာတတ်တယ်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေစိုက်ထုတ်မှုရင်းနှီးမှုတွေများစွာကြုံတွေ့ပြီးတော့ကိုယ်အနေနဲ့ပြန်ရဖို့အတွက်ခက်ခဲနေတယ်ဆိုတော့ကာလတစ်ခုကိုလည်းဖြတ်တန်းနေရတဲ့အပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာအလောက်ကကိစ္စရင်းနဲ့ပတ်သက်ပြီးစကားကိုထိမ့်ပြောဖို့အတွက်အမတန်လိုအပ်တဲ့ဂတိကဝတ် ြုတ်တာမျိုးအာမခံတာမျိုးတွေအတက်နိုင်ဆုံးရှောင်ချင်နိုင်မယ်ဆိုရင်တော့ကိုယ့်အတွက်ကောင်းမှုပါလိမ့်မယ်။နောက်ချက်ကတော့ငွေကြေးကိစ္စအရင်နဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ဒီကာလမှာငွေကြေးတကယ်ခက်ခဲလာရင်တကယ်လိုအပ်လာပြီဆိုရင်ချီးဖို့ငှားဖို့တခြားတယောက်ကိုကူညီတောင်းဖို့အတွက်အမတန်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ငွေနဲ့ကိုယ့်အကူချင်းချင်းတုံးသက်ပြီးတော့မှနေထိုင်ရင်ပုံမှန်ပြီးတော့ငွေကြေးကိစ္စအဆင်ပြေပါလိမ့်မယ်။အဲ့တော့ငွေရှာရင်အဆင်ပြေမလားမပြေဘူးလားဆိုတဲ့အပိုင်းခြားနဲ့ပတ်သက်ပြီးဟောပြရမယ်ဆိုလို့ရှိရင် အစုအဖွဲ့အတင်းအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ငွေရှာတဲ့ကိစ္စတွေမှာအားနေနေပြီးတော့ကိုယ့်အကူတီးတက်တယောက်ထဲရှာဖွေတဲ့ငွေကြေးကိစ္စတွေအားကောင်းတယ်ဆိုလိုတာပေါ့ကွာသူများနှကောင်းပေါက်နဲ့အသက်ရှူရမယ်သာကိုယ်နှကောင်းပေါက်နဲ့ကိုယ်အသက်ရှူပြီးတော့ရှာဖွေမယ်ဆိုရင်တော့ငွေကြေးကိစ္စကတော့အတိုင်းအတာတစ်ခုလောက်တော့အဆင်ပြေလာနိုင်တယ်လို့ခေါ်ကြခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမ်းမာရေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းပေါ့နော်မျက်စိနာတာတွေမျက်စိကြိုက်တာတွေအမြင်အာရုံတွေဒုံမောက်အာရုံကြောအားနေတာတွေဒီလိုကာလမျိုးမှာဖြစ်ပေါ်လာနိုင်တယ်နည်းနည်းလေးဂယူဆိုင်စင်ချင်ဖို့တော့တော်တော်လိုအပ်ပါတယ် နောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမဲ့အခြေအကျိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကာလမှာတနင်္လာတာသမီတွေအနေနဲ့အခြေအကျိစ္စတွေမှာနာကျင်စရာတွေများနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်တယ်လက်ရှိရှိနေတဲ့ relationship တစ်ခုကိုဆက်မတွားချင်တော့အောင်အာဘယ်လိုခေါ့မလဲပြဿနာတွေအဆင်မပြေမှုတွေတွေ့ကြုံလာနိုင်ပါတယ်အကျွန်တော်ဆိုလိုချင်တာအခုလက်ရှိပြဿနာဖြစ်နေတဲ့လူတွေအခုလက်ရှိအခြေအနေအဆင်မပြေဖြစ်နေတဲ့လူတွေပုံမှန်ပြီးတော့ဆိုးသွားတဲ့အခြေအနေတခု အဲကွာရှင်းဖို့အတွက်ပြက်ဆဲဖို့အတွက်တယောက်နဲ့တယောက်လမ်းခွဲဖို့အတွက်ဥတည်နေတဲ့ကံပိုင်းချောက်ကိုသွားနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အဲအခုလက်ရှိကတော့ပျော့ပျော့ပါပါတီတီနူးနူးရှိနေတဲ့ relation ship တွေအနေနဲ့ကတော့ဒီကာလမှာတော့စိတ်အနှောက်အယှက်အတင်းငယ်လေးတော့ကြုံတွေ့လာရနိုင်ပါတယ်အဲ့ဒါကလည်းတခြားထွေထွေဒူးဒူးတော့မဟုတ်ပါဘူးတယောက်နဲ့တယောက်ကြားထဲမှာအလုံးမကျမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့အရာတွေပဲဖြစ်ပါတယ်နောက်ချက်ကတော့ကျွန်တော်တို့ကြုံတွေ့လာမယ့်အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ိတောင်ရင်းမှာတမှုထူးခြားပြီးတော့အားကောင်းနေတဲ့ပိုင်းခြားဖြစ်တယ်ဒီကာလမှာတာသမီယူဖို့အတွက်စူးစမ်းထားတဲ့ကျွန်တော်ရဲ့ညီကောင်မောင်နှမဒီအိမ်တော်ပြုတ်မယ်လို့ရည်ရွယ်ထားတဲ့ကျွန်တော်ရဲ့ညီကောင်မောင်နှမတွေဒီလိုကာလမျိုးမှာအမှန်တန်ကန်ကောင်းနေအဲလှုပ်ဆောင်မယ်ဆိုရင်အောင်မြင်မှုတွေဒီကိစ္စတွေမှာတွေ့ကြုံလာတတ်တယ်ကိုယ့်ရဲ့အိမ်တော်ဘက်ရဲ့ချစ်ချင်းကျင်နာခြင်းကိုယ့်ရဲ့မိသားစုရဲ့ချစ်ချင်းကျင်နာခြင်းတွေရရှိနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့တောင်းတပ်ပြီးတော့ဟောကြားပေးချင်ပါတယ် နောက်ချက်ကတော့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကာလမှာဝန်ထမ်းတွေဟာအလောက်ကန်အပြောင်းရွှေ့ကြီးနော်မလောက်တာအကောင်းဆုံးဖြစ်နိုင်မယ်တကယ်လို့ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့မှကိုလိုချင်တဲ့နေရာကိုလိုချင်တဲ့ position ကိုလိုချင်တဲ့အလုပ်ကိုလိုချင်တဲ့လစာတိုက်ခိုက်တယ်နဲ့အဆင်ပြေစွာရရှိဖို့အတွက်ခက်ခဲတဲ့ကာလအပိုင်းကြားတစ်ခုဖြစ်ပါတယ်လက်ရှိရှိနေတဲ့အလုပ်ကိုပဲကောင်းမွန်စွာလုပ်ပါအလုပ်ပြောင်းရွှေ့အတွက်ကိုအလုပ်အစ်အတွက်ကိုတိုက်ပြီးတော့ဒီချိန်မှာမစင်စားစီချင်သေးဘူး ကိုကအလုတ်ဟောင်းကမကောင်းလို့အလုတ်တစ်ကိုပြောင်းမယ်လို့လုံနေတဲ့ဆဲဆဲမှာပဲအလုတ်ထုတ်ခံထိတာတွေပါဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကို့အနေနဲ့အလုတ်တစ်ကိုရှာဖွေမယ်ဆိုရင်လည်းတူတူတိတ်တိတ်လေးရှာဖွေပါ။အော်အားလုံးတိလိုက်တဲ့အခါမှာဒီကောင်ကအလုတ်ပြောင်းတော့မှာပဲဒီကောင်ကအလုတ်ရွှေ့တော့မှာပဲဆိုရင်ကို့ကိုမူလရှိနေတဲ့တာဝန်တွေကိုလျှော့တာမျိုးတို့မဟုတ်အလုတ်ထုတ်ပြစ်တာမျိုးဟိုတကယ်လို့များ လုပ်ငန်းခွင်မှာအရေးပါနေတဲ့လူတယောက်ဆိုရင်တော့မှကို့ပေါ် ကိုယ့်ရဲ့အုပ်ချုပ်တဲ့ဒူမန်နေဂျာအဲဒါမှမဟုတ်ကိုယ့်ရဲ့အုံနာကိုယ့်ဘော်စိတ်မကြည်လင်တာမျိုးတွေတွေ့ကြုံလာရတာပါတယ်ဒါကြောင့်မို့နည်းနည်းလေးတတိထားဆက်ကြင်ဖို့တော့လိုအပ်တယ်လို့ပြောချင်ဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တနင်္လာသားသမီးတွေတွေ့ကြုံလာမယ်တပတ်တာကန့်အဆိုးကောင်းဖြစ်ပါတယ်ဒီချိန်မှာဝေဖန်မှုများစွာနဲ့ကျွန်တော်ပြတ်တန်းနေရတဲ့ကာလပိုင်းခြားတစ်ခုဖြစ်တယ်တခါလေကြားလို့ရှိရင်ကိုယ့်အကူတယောက်တည်းဝန်းနေနေတာမျိုးကိုယ့်အကူတယောက်တည်းကြည်ကွင်းနေတာမျိုးတွေဖြစ်တတ်တယ် ကိုမရှင်းနိုင်တဲ့ပြဿနာကိုမရှင်းနိုင်တဲ့ကိစ္စတွေကိုတွေးတောပြီးတော့ရင်မောနေတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ဒီလိုတပတ်တာမှာတနင်္လာသားသမီးတွေကကိုယ့်အတွက်ကြောင့်မဟုတ်ဘဲနဲ့တခြားလူတွေအတွက်ကြောင့်တခြားလုပ်ငန်းကိစ္စတွေအတွက်ကြောင့်တွေးတောပြီးတော့စိတ်မောနေရမယ်ကာလအပိုင်းခြားတစ်ခုကိုပြတ်တန်းနေရတယ်လို့သုံးသပ်ရင်လည်းပဲကျွန်တော်ရဲ့တပတ်တာဟောကြားမှုအစီအစဉ်လေးကိုဒီမှာပဲညှနာခွင့်ပြုပါခင်ဗျာ။